်မင်္ဂလာပါ။အော်ဒီယိုပိုင်းစုံနိုင်ကကြိုဆိုပါလဲ။ယခုတစ်ခါမှတော့မောင်မောင်ဆိုတဲ့ Facebook page နဲ့တင်ထားတဲ့နှက်ပြန်ကြရင်အရာရာဆင်ပြေသွားမှာပါဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင် ကြည့်ပါဦးခင်ဗျာ။နှက်ပြန်ကြရင်အရာရာဆင်ပြေသွားမှာပါ။ခြေခါကဟာဆန်လို့ခေါ်တဲ့ဆရာကြီးတူရှိခဲ့ဘူးတယ်။ဒီနေ့သူတည်ဆုံးကနေမှလူတစ်ယောက်ကဆရာကြီးခင်ဗျာ ဆရာကြီးရဲ့ဆရာကဘယ်သူပါလဲအဲ့ဒီခါမှာ तू ကအခုတော့နောက်ကျသွားပြီငါသေတော့မယ်ပြောဖို့အချိန်မရှိတော့ဘူးလို့ဖြေတယ်ဒါပေမဲ့မေးသူကလက်မလျှော့ဘူးနာမည်လေးပဲပြောပါရပါတယ်ဆရာကြီးကအသက်ရှင်နေပါသေးတယ်အသက်လည်းရှူနေသေးတယ်စကားလည်းပြောနေပါသေးတယ်နာမည်လေးတော့ပြောနိုင်မှာပါဒါကပြောဖို့မလွယ်ဘူး ဘာလို့လဲဆိုတော့ငါမှာဆရာတွေရထောင်တောင်းချီရှိတယ်။နံပါတ်လေးပဲပြောရင်တောင်းလရွေနှစ်တွေချီပြီးကြာလိုက်မယ်။ဆရာကြီးကဒီလိုပြောတော့မေရဲ့လူကနောက်မဆက်ဘူး။ဒါဆိုရင်ဆရာကြီးရယ်၃ရောင်းလောက်တော့ပြောပြပါ။ကဲဒါဆိုလဲငါပြောပြမယ်။ငါရဲ့ပထမဦးဆုံးဆရာကတော့တကိုးတယောက်ကွယ်။တခါတုန်းကငါဟာကနာရရဲမှာလမ်းပြောက်သွားတယ်။ဒီလိုနဲ့ခြေဥတက်ရသွားရင် ရွာတရွာကိုရောက်သွားတယ်။ငါရောက်တဲ့အချိန်ကနောက်ကျနေတော့ဆိုင်တွေလည်းအကုန်ပိတ်နေပြီ။တဲကုတ်ကန်းတွေလည်းပိတ်ကုန်ပြီ။လမ်းမပေါ်မှာလူတယောက်မှမတွေ့ရဘူး။ငါလည်းလူတယောက်တည်းများတွေ့မလားလို့လိုက်ရှာတာပေါ့။တနေ့ရမှာအိမ်တိန်ကိုမြေရောက်ကနေဖောက်ထင်းဝင်မှုကျင်းတူးနေတဲ့လူတယောက်ကိုတွေ့ခဲ့တယ်။ငါလည်းတ냐လောက်တဲခုဖို့ဘယ်မှာရနိုင်မလဲလို့မေးလိုက်တာပေါ့။ဒီတော့ तू ကကျွန်ုပ်ကသခိုးတယောက်ပါ။ တင်ကသူတော်စင်ဆရာကြီးတူနဲ့တူရနော်တင်းရဲ့အဝတ်စားနဲ့အနေထားကိုကြည့်ရနဲ့သိပါတယ်အင်းဒီညတဲခုတ်ကိုတော့ဘယ်မှမမရနိုင်တော့ဘူးဒါပေမဲ့တင်သားတကိုးတယောက်နဲ့အတူနေနိုင်မယ်ဆိုရင်ကျွန်တော်အိမ်မှာလိုက်နေပါလို့ပြောတယ်ခဏတော့ငါလဲတွေးဝေသွားတယ်နောက်တော့လဲပြန်တွေးလိုက်တယ်တကိုးကတောင်မှငါ့ကိုမကြောက်ရင်ငါလူလူကတကိုးကိုဘာဖြစ်လို့ကြောက်နေသင့်တယ်လဲပေါ့တကယ်တော့ သူဟာငါ့ကိုကြောက်တက်တာလေဒီလိုနဲ့ငါလဲသကုံးနဲ့လိုက်သွားပြီးသူ့အိမ်မှာတလောက်လောက်နေပြစ်သွားတယ်။သူကသကုံးဆိုပေမဲ့အရန်ခင်မင်စရာကောင်းပါတယ်။အဲ့ဒီမှာညာတိုင်းညာတိုင်းငါ့ကိုလာပြောတဲ့စကားရှိတယ်။အဲ့ဒါကတော့ကဲအခုကျွန်ုပ်အလုပ်သွားပါတော့မယ်။ကောင်းကောင်းအနားယူလိုက်ပါအောင်။တရားထိုင်စူတောင်းတင်လဲတင်းလို့တင်လို့နေပေါ်လို့ပြောတာပါ။ ။သူပြန်လာပြီဆိုရင်လည်းငါဒီနေ့ညဘာတွေရခဲ့လဲလို့မေးရတယ်။အဲ့ဒီခါတိုင်းမှာသူပြောရလေကိုငါသဘောကျတယ်။ဒီနေ့ညတော့ဘာမှမရခဲ့ပါဘူး။ဒါပေမဲ့မနှက်ပြန်ထပ်စ조사ကြည့်ရသေးတာပေါ့တဲ့။သူပုံစံကခုတ်ကိုရမဲတဲ့မျော်လင်းချက်မဲတဲ့အနေထားတစ်ခုမှမတွေ့ရဘူး။တလလုံးလုံးဘာမှမပါပဲနဲ့သူပြန်ပြန်လာရတယ်။ဒါပေမဲ့ तू ကပြောနေတာပဲ။အင်း နက်ပြန်ထပ်စူးစမ်းလိုက်ပါဦးမယ်။မနက်ပြန်ကြရင်တော့အဆင်ပြေသွားမှာပါ။ကျွန်တော်ကလည်းဆူတောင်းပေးဖို့ဒီလောက်တနာစရာလူကိုကူညီပေးဖို့မြက်စွာဖရာတန်ဆူတောင်းပေးဖို့လို့ပြောလို့ရှိတယ်။ဒီလိုနဲ့ငါဟာတကုန်းနဲ့တွေ့ပြီးနောက်ပိုင်းမှာတရားကိုနှစ်ပေါင်းများစွာဒရဇက်အားထုတ်တယ်။ဒါပေမဲ့ဘာအသိမြင်မှမရဘူး။ဘာတရားထူးမှ ပေါ်မလာဘူး။ငါအချင်းချင်းစူးစမ်းတိုင်းမအောင်မမြင်ဖြစ်လာတဲ့အခါ စိတ်ဓာတ်တွေအကြီးကျယ်ကျလာတယ်။မျောလင်းကျက်မဲ့တယ်လို့လည်းဖြစ်လာခဲ့တယ်။ဒီအတုံးမကျအတိတ်ပဲမှရှိတဲ့တရားအားထုတ်နေရတဲ့အားလုံးကိုဆွန့်လွတ်ပစ်လိုက်တော့မယ်လို့လည်းတွေးမိခဲ့တယ်။ဖျားဆိုတာလည်းမရှိဘူး။ဒီဆူတောင်းခြင်းဆိုတာတွေလည်းအယူနန်းလုပ်တွေပဲ။တရားအားထုတ်တယ်ဆိုတာလည်းမှားနေတဲ့အရာကြီးပဲ။ငါအဲ့ဒီလိုတွေတွေးလာခဲ့တယ်။ဒါနဲ့ဒီနေ့မှတော့ငါဟာသခိုးပြောကြတဲ့အလေးကို တကောပြောကြတာလေးတွေကိုသွားအမှတ်ရမိတယ်။မနှက်ပြန်ကြရင်တော့အရာရာအဆင်ပြေသွားမှာပါဆိုတဲ့စကားလေးပါ။ဒီလိုနဲ့ငါတရက်ထပ်ပြီးစူးစမ်းကြည့်လိုက်တယ်။တကောလိုလူမတကောလိုလူမတောင်မှမျောလင်းချက်တွေယုံကြည်ချက်တွေပြေဝနေသေးရင်ငါလည်းအ ਨੇ ဆုံးတော့တရက်လောက်ထပ်စူးစမ်းကြည့်နေပေါ့လေ။ဒါပေမဲ့တရက်စူးစမ်းလိုက်တယ်မရဘူး။တကောပြောသလိုမနှက်ပြန်တော့ရမှာပါ။ ထပ်စ조사ကြည့်တာပေါ့ဆိုတဲ့ဇာတ်လမ်းလေးကိုကြားရောင်ပြီးတရက်ပြီးတရက်ဂျုံကြီးချက်တွေနဲ့ဆက်လက်조사ဖြစ်ခဲ့တယ်။ဒီလိုနဲ့တနေ့မှာတော့ငါလိုချင်တဲ့တရားသူကိုရရှိလာခဲ့တယ်။တရားသူရလိုက်တာနဲ့ငါရှိတဲ့နေရာနဲ့မိုင်ပေါင်းများစွာဝေးကွာတဲ့တခိုးရှိရာအရက်ကိုမှန်းဆပြီးငါဒူးတုပ်အယုသေးပြုတ်လိုက်တယ်။အဲ့ဒီတခိုးဟာငါရဲ့ပထမဆုံးဆရာသခင်မှာပဲ။ငါရဲ့ဒုတိယဆရာကတော့ခွေးတကောင်မှာ။ ဒီနေ့မှပေါ့လေငါရေရမ်းစားနေကြတယ်ဒါကြောင့်မြေကမ်းဘေးကိုသွားကြတယ်ငါရေတောက်မယ်လို့တော့ခွေးတကောင်ငါနားကိုရောက်လာတယ်အဲ့ဒီခွေးကလည်းရေအလွန်စားနေပုံပဲသူကစာစာနဲ့ရေတောက်မယ်ဆိုပြီးမြစ်ထဲကိုခေါင်းငုံလိုက်တယ်ရေထဲမှာခွေးနောက်တကောင်ပေါ်လာတယ်ထင်ပြီး သူ့ရိတ်ကိုသူကြောက်သွားတယ်ဟောင်းနေဟောင်းနေဇက်တိုက်ကိုဟောင်းတော့တာ သူဟောင်လိုက်ရင်မြေထဲရခွေးရလဲလိုက်လိုက်ဟောင်းနေတာကိုဒါကြောင့် သူကလည်းဆက်ဟောင်းနေတော့တာဒါပေမဲ့သူတခုခုကိုဆုံးပြတ်လိုက်ပုံရတယ်ဂျေရလည်းအလွန်စားနေပြီကိုဒါနဲ့သူဟာဂျေရဲကိုခုံချပစ်လိုက်တယ်သူခုံချလိုက်တော့နောက်ခွေးတကောင်လို့ထင်တဲ့အရာကပျောက်ွယ်သွားတာပေါ့သူဟာဂျေကိုအဝါတောက်တယ်ဂျေကူးတယ်ဇာတိဥရုကလည်း နှွေးရသည်ကိုဒါဟုတ်ငါကြည့်နေခဲ့တယ်။ငါအသေးတစ်ခုရလိုက်တယ်။တခုခုကိုတက်ကြောက်နေရင်အဲ့ဒီတွေကိုခုံချပစ်လိုက်ဖို့ဆိုတော့အသိမြင်မယ်။ငါတရားအထုတ်တော့အသေးရခက်တဲ့နည်းနည်းတဲ့တိမှုနယ်ပယ်ရဲ့အလွန်အသိမှုနယ်ပယ်ကိုရောက်တော့မယ်ဆိုတာကိုငါသိတယ်။မြင်တယ်။ဒါပေမဲ့အဲ့ဒီခါတိုင်းမှာခွေးရသူ့ရိတ်သူကြောက်နေသလိုငါလည်းကြောက်နေခဲ့တယ်။ အဲ့ဒီနယ်ပယ်ကိုသွားဖို့တက်တဲလေးပဲရှိတော့တာဒါပေမဲ့ကျောက်အားလန်အားနဲ့နောက်ပြန်ဆုတ်ပစ်ခဲ့တယ်နောက်ပိုင်းမှာငါခွဲရက်ဖြစ်ပုံလေးကိုသွားတရေရမိတယ်ခွဲတောင်မှအကြောက်တရားကိုဖြည့်ရှင်းနိုင်သေးတာငါကဘာကြောင့်မဖြည့်ရှင်းနိုင်ရမှာလဲဒါနဲ့ဒီနေ့မှာမသိမှုနယ်ပယ်လေးကိုခုံချပစ်လိုက်တယ်ခုံချလိုက်တာနဲ့မသိမှုနယ်ပယ်ကပျောက်ကွယ်ပြီး နောက်မှကြံရက်နေခဲ့တော့တယ်ဒါကြောင့် ခွဲရ9ရဲ့ဒုတိယဆရာသခင်မှာတတိယမြောက်ဆရာသခင်ကတော့ကလေးငယ်တယောက်ပါတခါငါမျိုးတမျိုးကိုရောက်တော့ကလေးတယောက်ကိုတွေ့တယ်။ "तू ကမင်းညစ်ထားတဲ့ဖြောင်းတန်လေးကိုဂိုင်းလို့ပေါ့။ तू ကမိထွန်းတဲ့နေရာကိုတွားနေတာ။ငါလည်းကလေးကိုစားနောက်ချင်တာနဲ့ဖြောင်းတန်ကိုမင်းကိုယ်တိုင်ထွန်းတာလားလို့မေးလိုက်တော့ "तू ကဟုတ်ကဲ"တဲ့။ဖြောင်းတန်ကအတော်ငယ်မှမေးရမှရှိဘူး။ မင်းကိုယ်တိုင်ထုံးကမှမီးရပေါ်လာဆိုတော့အဲ့ဒီမီးဘယ်ကလာသလဲဆိုတာမင်းသိရမှာပေါ့ဒါကြောင့်ဆိုပါဦးဖျောင်းနိုင်မီးရဘယ်ကရောက်လာလဲလို့မေးလိုက်တယ်အဲ့ဒီမှာရုတ်တရက်ကလေးရရီမောလိုက်ပြီးဖျောင်းနိုင်မီးကိုမှုတ်ငိမ့်ပြစ်လိုက်တယ်ပြီးတော့ကဲခမရပြောအခုခမရကြည့်နေတော့ပျောက်သွားတယ်မီးရဘယ်ရောက်သွားတာလဲလို့မေးရလေအဲ့ဒီမှာငါလဲအံ့ဩသွားတယ် ငါအတတွေရုတ်တရက်တစားစီကွဲကြေပျက်စီးကုန်တော့တယ်ငါအသိစိတ်အလင်းတွေလည်းကွဲကြေကုန်တယ်လို့ခံစားလိုက်ရတယ်ငါရှာဖွေ စီးပူးထားတဲ့အသိဉာဏ်ဘုဒ္ဓတာတွေလည်းလွင့်ပြဲကုန်တော့တယ်ဒါကြောင့်ဒီကလေးကငါရဲ့တတိယစာသခင်ဖြစ်လာတော့တာပဲနှစ်ဇလန်းကစဉ်းစားစရာတွေအများကြီးပါလေးနဲ့တဲ့အရာတွေလည်းပါတယ်ဒါပေမဲ့ အဲ့ဒီလေးနဲ့တံတွေကိုစာဖတ်သူကိုယ်တိုင်အတွေးပွားဖို့အတွက်ပဲထားလိုက်မယ်။အားလုံးလလန်းမိနိုင်မဲ့သင်ငန်းစာလေးကိုပဲယူရအောင်။အထက်ပါဇာလန်လေးကိုဖတ်ပြီးအဲ့ဒီဆရာကြီးလို စိတ်ထားမျိုးရှိရင်တလောကလုံးဆရာတွေကြီးပါပဲလား။ရိုးသားခြင်း နှံ့ချခြင်းအကောင်းမြင်ခြင်းဒါတွေကလူလောကကြီးကိုတာယာလှပစေပါလားဆိုတာနားလည်မိတယ်။သုံးဆရာကြီးရဲ့လေးစားကြည့်ညိုပဲစိတ်သက်ပြင်းတခုံးနေစဉ်ပြောင်းလဲရှိတဲ့ မနှက်ပြန်ကြရင်တော့အရာရာအဆင်ပြေသွားမှာပါဆိုတဲ့စကားလေးရလဲနားထဲမှာဆွဲကြံနေတဲ့မနှက်ပြန်ကြရင်အဆင်ပြေမယ်လို့ယုံကြည်နေတဲ့စိတ်ကနေသည့်တိုင်းအတွက်အားအင်တွေ ဖြစ်နေမှာအသေးချာပါပဲမနှက်ပြန်တွေကိုမကြောက်ဖို့မနှက်ပြန်တိုင်းမှာကို့အတွက်ပျော်ရွှင်ခြင်းတွေ ရှိနေတယ်ဆိုတာကိုယုံကြည်လိုက်ဖို့ပါမနှက်ပြန်တိုင်းအတွက်မျောလင့်ခြင်းလေးတွေကိုယ်စီရှိနေကြမယ်ဆိုရင်ဘဝမှာတွေ့ဝေနေစရာဘာများရှိ ਉ မလဲ နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးသောမြန်မာနိုင်ငံသားအပေါင်းဘေးပြရာတွေဝေးကွာကြပါစေဗျာ